ကိုကျင့်တရားဆိုတာလူတိုင်းတော့ကောင်းရတာမဟုတ်ဘူးပေါ့ကိုကျင့်တရားကောင်းမှုဆိုတာအတော်ကြိုးစားရမှာဖြစ်ပါပုရုဇဉ်ရဲ့တဘာဝလျောက်ကိုကျင့်တရားနဲ့ပတ်သက်လာလို့ရှင်လူရှိသူရှိမှာတော့မကောင်းတာမလုံးဝညတော့လည်းပဲ ကွယ်ရမှာတော့မကောင်းတာလုံးလိလုံးထားရှိကြတယ်ဆိုတာလောကကြီးမှာထင်ရှားနေတယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်တစ်ခုထဲမှာအရဟံဆိုတဲ့ဂုဏ်တော်ကပရမထူးခြားတယ်လို့ပြောမှာလောကမှာလူကြီးလူကောင်းဆိုတဲ့ပုဂ္ဂိုလ်တွေတောင်းစိတ်ကြွယ်ရရောက်လို့ရှိရင် သူမသိသူမသိအောင်မကောင်းတာတွေလှုပ်တတ်ကြတယ်ပေါ့မြတ်စွာဘုရားမှာတော့စိတ်ွက်ရရမှရောက်တော့လဲမကောင်းမှုအကုသိုလ်ဆိုတာလှုပ်တာမရှိဘူးတိတ်တိတ်ပုံမဟုတ်တာလှုပ်တဲ့အလုတ်လုံးဝမရှိလို့အရဟစိတ်ွက်ရအရ၌တောင်မကောင်းတာမလှုပ်ဘူးဆိုတဲ့ခုံပေါ့ဒီကောင်ကိုကြည့်မယ်ဆိုလို့ရှိရင် အမှန်ပုဂ္ဂိုလ်တွေကစိတ်괴ရရတွေ့ပြီဆိုရင်မကောင်းတာလုံးလေးလှုပ်တာရှိတယ်ဆိုတာထင်ရှားတယ်ပေါ့မြတ်စွာဘုရားဟောတဲ့တရားတွေမှာဆိုရင်နတ္ထိလောကေရဟောနာမလောကမှာစိတ်괴ရဆိုတာမရှိပါဘူးတဲ့သို့သောလူတွေကစိတ်괴ရလို့ထင်တယ်ဘယ်သူမှမရှိတဲ့နေရာကိုစိတ်괴ရလို့ပြောကြတာ ကိုတယောက်တည်းပဲတခြားပုဂ္ဂိုလ်ဘယ်သူမှမရှိဘူးဘယ်သူမှမမြင်နိုင်ဘူးဘဝဉ္ဇဉ်ကကိုယ်မမြင်နိုင်ဘူးဆိုတဲ့နေရာမျိုးစိတ်ွယ်ရလို့ယူဆကြတယ်တော့မြတ်စွာဘုရားကတော့နတ္ထိလောကေရဟောနာမလောကမှာစိတ်ွယ်ရရဆိုတာမရှိဘူးတဲ့ဘသူတွေ့လဲဆိုရင်မကောင်းတဲ့အလုပ်လုပ်ခြင်းတဲ့ပုဂ္ဂိုလ်ဖို့စိတ်ွယ်ရဆိုတာမရှိဘူး ရသောအပြင်လူတွေဟာကောင်းတဲ့အကျင့်တွေကြတော့လူရှိသူရှိမှပြသကြတာမဟုတ်တဲ့လူမကောင်းတဲ့လူဆိုရင်တော့ကွဲရမှာပုံရှု껙ရှုလို့လို့ရှိကြတာဟုတ်အဲ့ဒါကြောင့်မို့လို့မကောင်းမှုအကုသိုလ်လုပ်တာစိတ်ကြွေရရှိတယ်လို့တမန်ပုဂ္ဂိုလ်တွေကထင်ပေမဲ့ပညာရှိသူတွေကောင်းတွေကတော့ မကောင်းတဲ့အလုပ်ကိုလုပ်ဖို့စိတ်ကြွရဆိုတာမရှိပါဘူးမကောင်းတဲ့အလုပ်ကိုလုပ်တဲ့ပုဂ္ဂိုလ်ဟာသူကသူစိတ်ကြွရလို့ထင်းနေပေမဲ့လို့စိတ်ကြွရမဟုတ်ဘူးဆိုတာကိုပြတာပဲဖြစ်တယ်မကောင်းမကောင်းဥသူပြုလုပ်တဲ့ပုဂ္ဂိုလ်ဖို့လောကမှာစိတ်ကြွရဆိုတာမရှိဘူးတဲ့ဘာကြောင့်မရှိတာတော့ဆိုရင်ကိုယ်ကစိတ်ကြွရလို့ထင်းနေပေမဲ့လို့ အဲ့ဒီနေရာမှာကိုယ်ကိုချိနေတဲ့မျက်လုံးတွေဆိုတာလူတွေမှလည်းမဟုတ်ဘူးနတ်တွေရှိတယ်ကိုလိုတော်ကိုမြင်နိုင်တဲ့နတ်တွေရှိတယ်ကိုပတ်ဝန်းကျင်မှာကိုကမမြင်ရပေမဲ့ကိုကိုမြင်နေတဲ့ပုဂ္ဂိုလ်ရှိတယ်ပေါ့ဒါကြောင့်မို့စိတ်괴ရဆိုတာမဟုတ်ဘူးနောက်ဆုံးမှာဘယ်သူမှမရှိဘူးဆိုတော့ ကိုမဟုတ်တာလောက်တာကိုသိနေတဲ့လူတယောက်ရှိတယ်တဲ့အဲ့ဒါဘာလို့လဲဆိုကိုကိုယ်တိုင်းပဲသူများမသိဘူးလို့တော့ရှိကောင်းရှိမယ်အဲ့ဒီကိုလောက်တာကိုမသိဘူးဆိုတော့မရှိဘူးထိတ်괴ရလို့ထင်မနေနဲ့ကိုလောက်တာကိုတော့သိနေတယ်အဲ့ဒီကိုကိုသိနေခြင်းဟာစိတ်괴ရမဟုတ်ခြင်းပဲဖြစ်တယ်လို့ဒီလိုအတွေးခေါ်နဲ့ လောကမှာစိတ်괴ရမရှိလို့မကောင်းမှုကောင်းမှုတို့လုပ်တဲ့အခါမှာစိတ်괴ရတောင်းမှမလုပ်အောင်ရှောင်ရှားနိုင်ဖို့အရေးကြီးတယ်လို့ဆိုလိုတဲ့အထိပဲပဲဖြစ်တယ်။ရသော်ဘုရားရဲ့အရဟံဆိုတဲ့ဂုဏ်တော်ဟာလောကလူသားတွေကစိတ်괴ရရတွေ့လို့ရှိရင်မကောင်းတာလုံးလုံးတတ်ကြတော့လေ။ရသော်ဘုရားကရသော်ဘုရားဖို့မကောင်းမှုဆိုတာတော့မပြုတ်လို့ စိတ်괴ရမှာတောင်းမကောင်းမှုပြုတယ်ဆိုတာမရှိလို့ထီကုံတော်ကြီးကိုရရှိထားတာထီဤချင်းတစ်ခုကိုရရှိထားတာအဲ့တော့စိတ်괴ရရကိုမကောင်းမှုမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်မှတကယ်ကိုကျင်တရားပြည့်ဝတဲ့ပုဂ္ဂိုလ်လို့ဆိုရမှာဖြစ်တယ်လုံးဝဖြူစင်တဲ့ပုဂ္ဂိုလ်လို့ပြောရမှာဖြစ်တယ်အဲ့တော့လောကလူသားတွေကလုံးဝဖြူစင်တဲ့ပုဂ္ဂိုလ်ဆိုတာအပ္ပဓမ္မရှား ဖရာယဟန္တာမှသာလင်စိတ်ကိုရရရောက်တဲ့အခါမကောင်းမှုအဟုသူမလုံးတာရှိနိုင်တယ်ကြံတဲ့ပုထုဇဉ်တွေကတော့လွတ်ကင်းမှုဆိုအမှန်တမ်းရှားတယ်မရှိဘူးတော့မဟုတ်ပုထုဇဉ်တွေကလည်းပဲအတွေ့အခေါ်မျောမြင်ရှိတဲ့ပုဂ္ဂိုလ်တွေအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကစိတ်ကိုရရမှမကောင်းမှုမလုံးကြဘူးစင်ကြအောင်နေတယ် လူရှိသူရှိမှမကောင်းတာမလုပ်သလိုစိတ်ကြွေရမှလည်းပဲမကောင်းတာမလုပ်ကြဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာပုရုဇေယံတိုင်ဝိုင်းနဲ့မှလည်းရှိတယ်အရိယာဖြစ်သွားရင်တော့လုံဝဒါကင်းရှင်းသွားတယ်လို့ပြောမှဖြစ်တယ်အဲ့တော့ကိုယ့်ကိုဘလောက်ထီအောင်ကိုကျင့်တရားကောင်းတယ်လေဆိုတာစမ်းသပ်ကြည့်ရမှဖြစ်တယ်ကိုယ့်ကိုယ်ကိုကိုကျင့်တရားဘလောက်ခိုင်ပါတယ် ကိုဟာဘလောက်စင်ကြတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လဲဆိုတာစိတ်괴ရရရောက်တဲ့အခါမှာလူရှိသူရှိမှမလုံရဲတဲ့အလုပ်မျိုးလုံနိုင်သလားလုံမိသလားလုံသလားလူရှိသူရှိမှမလုံရဲတဲ့အလုပ်မျိုး괴ရကြတော့လုံသလားလို့ကိုယ့်ကိုယ်ဆန်းစစ်ကြည့်ဖို့လိုတယ်ကိုယ်စိတ်ကိုယ်အကဲခတ်ကြည့်ဖို့လို့